အဲ့ဒီဘားဒက်လို့ခေါ်တဲ့ငမွဲတကောင်ဟာကာတသိနဲ့ဒယ်လီပိုးတဲ့လောက်ကိုလုပြီးမိမနဲ့သမီးလေးရဲ့ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရသူဖြစ်ပါတယ်။အဲ့ဒီဘားရီကဘလောက်မွဲတယ်လဲဆိုရင်ဝက်ရှော့မှာပို့ထားရတဲ့ကားကိုတော့ငွေအကြေမပေးနိုင်တဲ့လို့ဒယ်လီရဲ့လောက်ကိုနားထားရပါတယ်။တကယ်ချင်းဒီပိုက်ဆံပိုက်ချေးကြီးတော့လေချမ်းသာတဲ့ကောင်တကောင်မှမရှိခဲ့ပါဘူး။အရေးတဲ့သမီးဖြစ်သူစီကိုကြောင်းသွားမကြိုလို့ဆိုပြီးမိမဖြစ်သူကဖုံးသက်ပြီးဆဲတို့ချင်းခံနေရပါတယ်။ကံကောင်းမလားလို့ဒီထိုးကြည့်တော့လေဘယ်တော့မှကောင်းမလာခဲ့တဲ့တောက်ကံကကောင်းမလာခဲ့ပါဘူး။ ောက်ဆုံးမှာကြံရမရတော့ပဲလာဘေးမှာရထားတဲ့ကားတွေကပစ္စည်းတွေခိုးဖို့ကြံပါတော့တယ်။ကပ္ပကင်တို့ရဲ့အလဲမှာရထားတဲ့အကောင်သားကားတစ်စီးကိုတွေ့တော့တိတ်တိတ်လေးကားနာသွားပြီးကားရကကိုဖြန့်ကြည့်တာကားရကကပွင့်သွားခဲ့ပါတယ်။ရောင်းစားလို့ရမယ့်ပစ္စည်းများရှိမလားလို့ကြည့်လိုက်တော့မျက်မှန်တလက်ကလွယ်လို့ဘာမှမတွေ့ရပါဘူး။ရမန်တလဲရလဲမဆိုးပါဘူးလို့တွေးပြီးအပြင်ထွက်ဖို့ကားတကားကိုဖြွင့်လိုက်တဲ့အခါကားတကားကဖြွင့်လို့မရတော့ပါဘူး။မောင်ကန်ကောင်းဘွားကတော့အဝင်လွယ်ပြီးအထွက်ခက်တဲ့ဘွားကိုရောက်ရှိလို့နေခဲ့ပါပြီ။ကားမန်တကူလက်သီးနဲ့တို့ခြေထောက်နဲ့ကပ်ပေမဲ့လည်းထိရောက်မှုမရှိခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ကားထဲမှာပဲတ냐တာကုန်ဆုံးပြီးမနဲ့မိုးလင်းခဲ့ရပါတော့တယ်ကားထဲမှာရှိတဲ့မောင်ကန်ကောင်းရဲ့လှူရှားမှုတိုင်းကို CCTV ကစောင့်ကြည့်နေသူတယောက်ရှိနေခဲ့ပါတယ်ကားထဲမှာရှိတဲ့လက်နဲ့မျိုးတုံးနဲ့မှန်တွေကိုရိုက်ခွဲပေးမယ်လေသူ့လက်တွေသာဒဏ်ရာရသွားခဲ့တာပါရုတ်တရက်ဆိုသူတို့ကားရဲ့မော်နီတာကနေဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်ဖုန်းဆက်လာသူကသူ့နာမည်ကဝီလျံလို့ခေါ်တာဖြစ်ပြီးဒီကရဲ့ပိုင်ရင်ဖြစ်ကြောင်းနဲ့သူကမောင်ကန်ကောင်းလိုလူတွေကြောင့်ဒီကကိုဖန်တီးထားရတာဖြစ်ကြောင်းပြောပါတယ် ဝီလီယံပြောတဲ့စကားတွေကိုနားကြီးမခံနိုင်တော့တော့မောင်ကန်ကလည်းပါလာတဲ့တနက်နဲ့မန်ကိုဖောက်ဝဲပြန်တော့လေជីမတို့တဲ့မန်ဖြစ်နေပြီជីကတန်ပြန်လာလို့မောင်ကန်ကောင်းခြေတော့ကိုထိမှန်သွားခဲ့ရပါတော့တယ်တနက်တန်ရကြောင့်နားကျင်ခံစားနေရတဲ့မောင်ကန်ကောင်းနဲ့ကားပိုင်းရှင်ကိုတောင်းပန်ပေးမယ်ပြန်လုံမပေးဘူးဆိုတဲ့အကြောင်းလေးသာပြောနေခဲ့ပါတယ်ဇော်လေးတပွေကအနားရောက်လာလို့သူ့ကိုလာခဲ့မလားမှတ်တယ်ဘယ်ဟုတ်မလဲနှကန်းကြီးဆိုပြီးပြန်လဲသွားခဲ့ပါတယ်ခြေတော့ကတနက်မှန်ထားတဲ့တန်ရကြောင့်မေးမြောသွားခဲ့ရပါပြီသူသတိရလာတဲ့ချိန်မှာတော့သူ့တန်ရတွေကိုကုသပေးပြီးပတ်တီးစည်းထားတာကိုတွေ့လိုက်ရပါတယ် သူ့မှာပါလာတဲ့ယူဘူးကလည်းကုံသွားခဲ့ပြီးအိတ်ခွန်မှာကပ်နေတဲ့မုံတွေကိုသာရှာနေရနေခဲ့ရတာပါမောင်ကန်ကောင်းကသူ့ရဲ့ဇရရဲ့အတန်းကားဆရာအဖိုးကြီးကိုပြန်ဆဲတဲ့အခါမှာလည်းလျှက်သိလျှောက်တိုက်ပြီးနှိပ်ဆက်ပါသေးတယ်မောင်ကန်ကောင်းချုံးမပြေမပြေသလိုသူညာနဲ့တချင်းတွေဖွေပြီးနားပခန့်တအောင်ထပ်ပြီးနှိပ်ဆက်ပါတယ်ဒါရင်ဘဲကအောင်မလဲအဲကွန်းကိုအေးဆက်နေအောင်ဖွေပြီးနှိပ်ဆက်ပါသေးတယ်တောင်းမဲ့ပါတယ်နောက်တော့မဆဲတော့ပါဘူးလို့ပြောပါအဲကွန်းကိုပိတ်ပေးလိုက်တာပါ မန်တကယ်တော့ကားပါကျင်ဝီလီယံဟာအသက်၈၀ကျော်အဖိုးကြီးတယောက်ဖြစ်နေခဲ့ပြီးသူ့ရဲ့လက်ကျန်အချိန်တွေမှာယခုလိုပြောတရားတွေကိုဖန်တီးထားတာလို့ဆိုပါတယ်။မောင်ကန်ကောင်းဘွားကတော့ရေသားတဲ့တိုက်ကိုမခံနိုင်လို့ကိုသေးကိုပြန်တောင်းရတဲ့ဘွားကိုရောက်ရှိလို့နေခဲ့ပါပြီ။ဒါပေမဲ့ကားပါကျင်အဖိုးကြီးကတော့မောင်ကန်ကောင်းကိုသူ့ကားထဲမှာမသေးသေးလို့ပါဘူး။အဲဒါကြောင့်အသက်ဆက်နိုင်ရတဲ့ရေနဲ့သားစရာအချို့ကိုလျှို့ဝှက်ခန်းထဲကနေယူစားစေခဲ့ပါတယ်။မောင်ကန်ကောင်းနဲ့ကားတွေကလည်းဘလို့ထွက်ရမလဲလို့အမြဲကြိုးစားနေခဲ့ပြီးအဖိုးကြီးအိတ်နေတဲ့အချိန်မှာဒီကားရဲ့လျှို့ဝှက်ခလုတ်တွေကိုရှာဖွေနေခဲ့တာပါ။ နောက်ဆုံးမှာတကားရဲ့လုံခြုံရေးခလုတ်ကိုတွေ့သားခဲ့ပြီး CCTV ကကြည့်နေတဲ့အဖိုးကြီးမသိအောင်သူ့ခြေထောက်နဲ့ခလုတ်ကိုဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ကြိုးစားမှုကမောင်မြင်ခဲ့ပါဘူး။အဲ့ဒီညမှာပဲခလုတ်တွေကိုရှောင်းနေကြည့်လိုက်တဲ့အခါကားကဆန်တိုးသွားခဲ့တာကြောင့်ကားကိုမောင်းနေခဲ့ပါတယ်။အမှန်တကယ်တော့ကားကမောင်ကန်ကောင်းမောင်းတာမဟုတ်ပဲပိုင်းရှင်အဖိုးကြီးကထဲချုံမောင်းနေနေခဲ့တာပါ။မောင်ကန်ကောင်းကိုလူမိုက်တွေကျင်းလဲရရိုက်ွက်တစ်ခုကိုခေါ်သွားခဲ့ပြီးလူနှစ်ယောက်ကိုကားနဲ့တိုက်သက်ပြပါသေးတယ်။ဒါရင်မကသေးပဲမောင်ကန်ကောင်းရဲ့သမီးလေးရှိရာအကြောင်းကိုသွားပြီးကားနဲ့တိုက်သက်ဖို့အချိန်နဲ့မောင်းနေခဲ့ပါတယ် သူသမီးကိုတကယ်တိုက်မဲ့အထင်းနဲ့မောင်ကန်ကောင်းနဲ့တနတ်နဲ့ကိုကောင်းကိုချိန်ပြီးပစ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းကားကသမီးလေးကိုတကယ်မတိုက်ခဲ့တယ်လို့တနတ်ထက်ကကြည်တန်ထုတ်ထားပြီးဖြစ်တာကြောင့်မောင်ကန်ကောင်းလည်းမသေးခဲ့ပါဘူး။နောက်ဆုံးမှာတော့အဖိုးကြီးကမောင်ကန်ကောင်းစီကိုလာတွေးခဲ့ပြီးသူ့ကိုယ်တိုင်ကားကိုမောင်းပြီးပြောစရာတွေဖန်တီးဖို့ထွက်လာခဲ့လိုက်ပါတယ်။မောင်ကန်ကောင်းကိုကြိုးတုပ်ချီနှောင်ထားခဲ့ပြီးအချုံးမပြည့်မပြည့်တယ်လို့ကားပရိတ်အုပ်ပြီးနှိပ်ဆက်ပါသေးတယ်။မောင်ကန်ကောင်းကတော့အဲ့ဒီလိုပရိတ်စားအုပ်လိုက်တဲ့သူတွေးတာတဲ့ရေးပေါ်ခလုတ်ကိုနှိမ့်နေခဲ့တာပါ။ တနေရာရောက်မှာတော့ရေးဘော်ခလုတ်ကိုနှိပ်လို့ရသွားတာကြောင့်ကားတက်ရက်သွားပြီးလမ်းမေးကိုထိုးချသွားပါတော့တယ်။အဖိုးကြီးလက်ထက်ကကြည်စံကမတော်စားထွက်သွားတာကြောင့်ကြည်ကမန်ကားလေးတစ်ဆင့်တံပြန်လာပြီးတော့ကြည်စံကအဖိုးကြီးရဲ့နောက်ကျောတို့ကိုစိုက်ဝင်သွားခဲ့ပါတော့တယ်။တသက်လုံးကန်ဆုပ်ခဲ့တဲ့မောင်ကန်ကောင်းတယောက်ဒီတစ်ခါမှတော့ကန်ကောင်းပြီးအသက်ချမ်းသာရရသွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့မောင်ကန်ကောင်းနဲ့မကောင်းတဲ့အကျင့်တွေကိုပြင်သွားခဲ့ပါပြီ။စပင်းပေါက်တာလေးကိုစီးပြီးသမီးလေးကိုကြောင်းသွားကြုံရင်ဇကားလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။